ွာဘုရားကသိတယ်။ဩငါဘုရားရဲ့ပုံမှာအလွန်တရာမှကြည်ညိုတဲ့စိတ်ကြည်လင်တဲ့စိတ်ကလေးသူ့မှာဖြစ်သွားတယ်။ဒါဆိုရင်လုံလောက်ပြီလို့မြတ်စွာဘုရားကသိတယ်။အဲ့ဒါနဲ့ဆက်ကြွာသွားတာပဲ။အဲ့ဒါခဏနေတော့သုတိစိတ်ချာသေးတာပဲ။နတ်သားတယောက်တော့ဖြစ်တယ်။အဲ့ဒါနဲ့သူကနတ်ပြည်ရောက်တော့ဩငါဘယ်ဘွားကလာတော့ဩဘယ်ဘွားကလာတာပဲသိတယ်ပေါ့။ဒီတော့ငါအဖေဩတော်တော်နှမျောတဲ့လူသူ့ဘာတွေမျက်လုံးနေတုံးလို့ကြည်တော့ သူ့ရဲ့အလောင်းကိုမြုပ်နှံထားရတင်ညာကုန်းမှာလက်နှစ်ဖက်ကိုမြှောက်ပြီးတော့အော်ငါချစ်တဲ့တူရီတော်သားလေးအခုဘယ်မြန်ရောက်နေလဲဘလို့မြန်တွေ့ရပါမလဲဆိုတော့အတင်းငိုနေတယ်တဲ့တခါကြီးကအဲ့ဒါနဲ့ကြည်စမ်းဈေးကုလို့ရတော့မှတော့ဈေးမကုပါပဲနဲ့တေးသွားပြီဆိုတော့မှတင်ညာကုန်းသွားပြီးတော့ငိုးနေတဲ့ဒီပုံနာကိုငါသွားပြီးတော့ပညာပြအောင်မယ်ဆိုပြီးတော့အဲ့ဒီမထကုန်းလေးလူလင်ကဖြစ်ခဲ့တဲ့နှစ်သားက အရင်ဘုရားကမထကုံတလီနဲ့ပုံတရံလေးနင်းနေတူအောင်ဖြန့်ရှင်းပြီးတော့အဲ့ဒီနာမှာသူကလည်းအပြိုင်လက်နှစ်ဖက်ကိုမြောက်ပြီးတော့ငိုတယ်တဲ့အဲ့လိုငိုတဲ့အခါကျတော့အရင်နဲ့ပုပ္ပကပုံနာကဟာဒီအင်းချိုင်းကုံဒီတော်ထဲမှာငါတယောက်ထဲငိုနေတယ်မှန်တယ်ဒီကုံလေးကဘလို့ငိုနေလဲပေါ့အဲ့ဒါနဲ့ကြည့်တော့သူသားလေးနဲ့တူတယ်ဆိုတာလည်းသူသိဒါပေမဲ့သူသားကတေသွားပြီဆိုတာလည်းသူသိတော့သူသားမဟုတ်ဘူးလို့လည်းပဲသူသိတယ်အဲ့ဒါနဲ့မြစ်တာကတော်တော် ဖြစ်နေတယ်ပေါ့သူသားနဲ့တူတာဆိုတော့အဲ့ဒါနဲ့နေသမ်းပါဦး မင်းကဗာကိရှာနဲ့ဒီနားလာငိုနေတာလို့အဲ့လိုပြောတဲ့အခါကျတော့အဲ့ဒီနတ်သားကဖန်ဆင်းထားတဲ့လူငယ်ကဗာပြောလဲဆိုတော့ကျွန်တော်မာတဲ့ရွှေယတနာဖြင့်ပြီးတဲ့ယထာကိုယ်တွေတခုရှိ၏တဲ့အဲ့ဒီယထာကိုယ်တွေကိုတက်ဖို့အတွက်ဘိန်းတစုံလိုချင်တယ်အဲ့ဒီဘိန်းကမရှိဘူးဖြစ်နေတယ်အဲ့ဒီဘိန်းသာမရဘူးဆိုရင်တော့ကျွန်တော်ကတည်သွားတာပဲကောင်းတယ်လို့ကျွန်တော်စိတ်ထဲမှာထင်ပြီးတယ်တည်မြန်တည်သွားလိမ့်လားမတည်ဘူးဆိုတော့ဆက်ငိုတယ်အဲ့ဒီဘိန်းကိုအဲ့လောက်ရချင်တယ်ပေါ့ အဲ့လိုပြောတော့တတိကြီးကတော်တော်လက်တနာသွားတယ်မငိုပါနဲ့မင်းရဲ့ယတနာနဲ့ပြီးတယ်ယထာကိုတဲ့အတွက်တက်ချင်တာမင်းရွှေဘိန်းတက်ချင်သလားငွေဘိန်းတက်ချင်သလားဗရမ ्या ကြောက်စီထားတဲ့ဘိန်းမတက်ချင်သလားငါအကုန်လုံးကိုလုတ်ပေးနိုင်တဲ့အစွမ်းရှိတယ်ဒါကြောင့်မင်းကြိုက်တဲ့ဘိန်းကိုတော့မင်းတက်ချင်တဲ့ဘိန်းကိုငါဖြစ်အောင်လုတ်ပေးမယ်သူကမြစ်တာကဖြစ်နေပြီကိုသားနဲ့တူနေတာဆိုတော့အဲ့ဒီတော့ဟိုနှစ်သားကဘာပြောလဲဆိုတော့အဲ့ဒီရွှေဘိန်းနေငွေဘိန်းနေကြောက်တံဗရမ ्या တွေတက်ထားတဲ့ဘိန်းတွေကိုရချင်တာမဟုတ်ဘူးတဲ့ ဒါနဲ့ဘာရကျင်တာလို့ဆိုတော့ဟိုကောင်းကင်မှာအစုံအစုံထွက်လိုက်ဝင်လိုက်ဖြစ်နေတဲ့နေနဲ့လနဲ့ကိုဘိန်းတစုံတက်ပြီးတော့ရှိကျင်တယ်အဲ့ဒီနေနဲ့လနဲ့ကိုဘိန်းတက်ချင်တယ်ဒါကြောင့်နေနဲ့လနဲ့ကိုရအောင်ယူပေးပါအဲ့ဒီတော့ကုန်နာကြီးကမင်းယူမြန်ယူနေသလားတဲ့မင်းအဲ့ဒီဘိန်းကိုမရလို့တေးမယ်ဆိုတော့မင်းတေးဖို့ပဲရှိတယ်အဲ့ဒီဘိန်းကိုတော့မင်းရလာမှာမဟုတ်အဲ့ဒီလိုပြောတဲ့အခါကျတော့ကလေးကဘာပြန်ပြောတော့ဆိုတော့မေးရအောင်မေးတယ် မြင်းနေတာကိုရားကျင်လို့ငိုတဲ့လူနဲ့မမြင်တာကိုရားကျင်ပြီးတော့ငိုနေတဲ့လူဘယ်သူကပို့ပြီးတော့မိုက်မလို့ထင်လဲတဲ့အဲ့တော့ပုံနာကြီးကစဉ်းစားကြည့်မြင်းနာကိုလိုချင်တဲ့လူနဲ့မမြင်တာကိုလိုချင်တဲ့လူမမြင်တဲ့အာကိုလိုချင်တဲ့လူကပို့မိုက်တာပေါ့အဲ့လိုဆိုရင်ခင်ဗျာစဉ်းစားကြည့်ခင်ဗျာသားအခုမရှိတော့ဘူးတဲ့မမြင်ရတော့ဘူးကျုပ်လိုချင်တာကမြင်ရတယ်တဲ့အစင်းကိုလည်းကျုပ်ပုံသဏ္ဍာန်ကောင်းကောင်းပြောနိုင်တယ်မြင်လဲမြင်ရတယ်မျက်စိနဲ့တအံ့မြင်ရတယ် ခမားကမင်တာကိုလိုချင်တာခမားပုံမိုက်တယ်မဟုတ်လားအဲ့ဒီတော့မှပုံနာကြီးကဟာမင်းမချူလေပေါ့မင်းဟာနတ်လားလူလားမင်းရဲ့စကားကြောင့်ငါရဲ့ရင်မှာဖြစ်နေတဲ့သောကတိယတော့မင်းဟာငြိမ်းသွားပြီတဲ့မင်းကအလွန်မှအတိပဲရှိတယ်အဲ့လိုပြောတဲ့အခါကျတော့တတိကြီးတဲ့အရင်ဘဝကအဲ့ဒါတတိကြီးရဲ့သားပဲတဲ့အကုန်လုံးအဖြစ်မှန်ကိုပြောပြတယ်နေသမ်းမအောင်နဲ့မင်းကဘာကောင်းမှုမှလည်းမပြုဘဲနဲ့ဘာအလှူဒါန်းလည်းပြုတာလည်းငါမမြင်ဘူးမင်းကတန်ငါတိတာ ဘာဥပုံမှာစောင့်တာလဲငါမမြင်ဘူးငါအိမ်မှာဘာကောင်းမှုမှလုပ်တာလဲမရှိဘူးမင်းကအဲ့ဒါလို့နှက်ဖြစ်ရလောက်အောင်ဘာကုသိုလ်ရှိလို့နှက်ဖြစ်တာလို့အဲ့ဒီတော့မှတေဂန်ဤအနေထားလေးကိုပြောပြတယ်အလွန်တရာမှကြည်လင်နဲ့တန့်ရှင်းတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဖူးမြင်ရတဲ့အတွက်ကြောင့်စိတ်ထဲမှာအလွန်မှအေးချမ်းတဲ့ကြည်နူးတဲ့ကြည်လင်တဲ့စိတ်ကလေးသူ့မှာဖြစ်ခဲ့တယ်ပေါ့အဲ့ဒီကြည်လင်တဲ့စိတ်ကလေးဖြစ်လို့လက်အုပ်ချီမဲ့လှုပ်ခဲတာတောင်သူလက်အုပ်မချီနိုင်ဘူးဒါပေမဲ့စိတ်ထဲမှာတော့အလွန်မှကြည်လင်တန့်ရှင်းတဲ့ချမ်းသာတဲ့သဘောလေးသူ့မှာဖြစ်ခဲ့တယ် အဲ့ဒီစိတ်ကလေးနဲ့သေသွားလို့အခု납ဖြစ်တာစိတ်ထဲမှာမြင်းနေရလို့သာသူယုံရတယ်စိတ်ကလေးဒီလောက်ကလေးနဲ့အဲ့လိုဖြစ်နိုင်မလားအဲ့ဒါနဲ့မဖြစ်ချေဘူးအဲ့ဒါလို့ဆိုလို့ရှိရင်မယုံလို့လည်းမရဘူးသူ့ရှိမှလည်းမြင်းနေတာပေါ့အဲ့ဒါလို့ဆိုရင်မြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာအလွန်မှထူးကဲတဲ့ပုဂ္ဂိုလ်ပေါ့အဲ့ဒီမှာသူမထကုန်နေလိနေသားကဟိုဘုရားတရားတန်ခါရဲ့ဂုံကျေးဇူးကိုပြပြီးတော့ငါးပါးသီလကိုစောက်တည်ဖို့အဆုံးမပေးတယ်ပေါ့ အဲ့ဒါနဲ့နောက်နေ့ရောက်တော့ဘုရားမှုရှိတဲ့တန်ခါတော်တွေအိမ်ပင့်ပြီးတော့မြို့ထဲကပိဋကတ်တွေလည်းအများကြီးလာကြတယ်ပေါ့ငကုတုံးကဘာမှလှူညင်းတန်းခြင်းမရှိတဲ့ဘာဘာသာတရားမှမရှိတဲ့ပုဂ္ဂိုလ်တယောက်ကဒီလိုမျက်စွာဘုရားကိုပင့်ပြီးတော့ဆုံးကတ်တယ်ဆိုတော့တချို့ကလည်းပဲမယုံသင်ကမျက်လုံးနဲ့ပေါ့လေအလုံးစုမိကြအဲ့ဒီမှာလူကြားထဲမှာမျက်စွာဘုရားကိုသူကပြဿနာတစ်ခုအနေနဲ့မေးတယ်အရှင်ဘုရားအရှင်ဘုရားကိုကြည်ကြည်လင်လင်ကြည်ညိုတဲ့စိတ်ကလေးကြောင့် တတ္တဝတူတယောက်ဟာနှက်သွမ်းဖြစ်နိုင်တယ်ဆိုတာအဲ့ဒါဖြစ်နိုင်လားတဲ့အဲ့ဒီလိုမေးတော့မြတ်စွာဘုရားကဒကာကြီးဒကာကြီးကိုယ်တိုင်ပဲသင်္ချိုင်းကုန်းမှာတွေ့ခဲ့ပြီမဟုတ်လားတဲ့သင်ရတန်မထကုန်တည်းသင်ကိုဘာတွေဘာတွေလာပြောတယ်အဲ့ဒီမှာသူတို့နှစ်ယောက်အချီချာပြောတဲ့စကားတွေကအလွန်လည်းပဲမှတ်သားစရာကောင်းပါလေအဲ့ဒါတွေကိုမြတ်စွာဘုရားကတလုံးမကြံအကုန်ပြန်ပြောနော်အဲ့ဒါလိုပြောတော့မှဘေးကပေးတဲ့ကလည်းအလွန်မှအံ့ဩတယ်တချို့ကလည်းမယုံညံ့ဘူးပေါ့ အဲ့ဒါလို့မယုံတဲ့ပုံကိုယ်တွေလည်းရှိနေတော့မြတ်စွာဘုရားကမထကုံတလီနတ်သားလာရောက်ပြီးတော့တသက်ခံစီတည်းလို့အဋိဌာန်တယ်လို့ဆိုတယ်အဲ့ဒီမှာနတ်သားကိုယ်တိုင်ရောက်လာပြီးတော့ဒီကောင်းမြတ်တဲ့စိတ်ကလေးကိုအခြေခံပြီးတော့ဒီအကျိုးကျေးဇူးကိုသူရပါတယ်ဆိုတာကိုပေးသက်တွေကိုလာပြီးတော့ပြောတယ်ဒါကလည်းပဲအလုံးမအံ့ဩစရာကောင်းတဲ့ကိစ္စပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားယခုနကဦးရှင်တို့စောစောကရွတ်ခဲ့တဲ့ဂါထာလေးကိုမြတ်စွာဘုရား ရောက်ရှိလာတဲ့ပေးသက်ကိုဥတည်ပြီးဟောပြတယ်။မနောပုဗ္ဗင်ကမဓမ္မမနောတိထမနောမေယမနတ္တစီပတန်နေနဘာတတိဝါကတောတိဝါတတော်နံဒုက္ခမတွေတိစာယဝအနုပါယိနိ။ကြည်လင်တဲ့စိတ်ကလေးနဲ့ပြုမယ်ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုချမ်းသာဒုက္ခတွေဟာအစင်လိုက်လာတယ်။ကိုယ့်ရဲ့အရေးဟာကိုယ့်ရဲ့နောက်ကအမြဲတမ်းလိုက်နေတယ်လို့မျိုးဆိုပြီးတော့မြတ်စွာဘုရားဟော။ အဲ့ဒီကာထာရဲ့အဆုံးမှာကျွတ်တန်းဝင်ကြတဲ့တတ္တဝါတွေလည်းအများကြီးဆိုပြီးတော့ဒါမှတ်တမ်းတင်ထားတာရှိတယ်။အဲ့တော့ဦးဇင်းတို့ပြည်သက်ပေါင်းတော်ကောင်းတို့ဒုတိယမှတ်သားရမယ့်အချက်ကလောကကြီးမှာကောင်းမြတ်တဲ့စိတ်တွေချမ်းသာဒုက္ခဒီဟုသောအကျိုးကျေးဇူးကိုရတဲ့နေရာမှာအလွန်မှဗရာဏကျတဲ့အကြောင်းတရားလို့ဒါကိုနားလည်ကြဖို့